ခရိုကူရောက်ရှိနေရတော့ထိုင်းနိုင်ငံမဲဆောက်ဖုတ်ပရပတ်ချံကပဝိုင်းတိုင်ရောက်ရှိနေရပဲဖြစ်ပါတယ်။ဒီကိုမြန်မာနိုင်ငံပတ်ချံဆိုလို့ရှိရင်မြောက်ဒီဘက်ကလူတွေလာများရယ်ပေါ့နော်။ညာအိတ်တာတော့မဟုတ်ပဲနဲ့မနက်9:00နာရီခရိုတငယ်ချင်းတွေနဲ့စုပြီးတော့သွားခဲ့ရပါ။ခရိုရဲ့မနက်ပိုင်းတိတ်ပေးတဲ့ခီးစင်တွေကိုခြံလာလိုက်ကြည့်ပေးကြပါဦး။ Ike အဲ့တော့တိတ်ပေးတော့သွားပါပါ။ อีนี่เด้บานาได้ซื้อบานาเผื่อ4นาทีนี่ควายจ่อ4นาทีนี่ซ้ํากันมาทุบดิกาซ้ํานี่ครับที่มาซ้อมเนี่ยซ้อมว่าไป ခွေရိုကားပေါ်တော့ရောက်ပြီပေါ့နော်အခု9နာရီရန်နေဆက်ထွက်ပါမယ်လောလောဆယ်မှာတော့7 level မှာဝင်ပြီးတော့ခွေရိုမုတ်ပြင်ဝဲပါတယ်။တောင်ပေါ်မှာဆိုလို့ရှိရင်စင်းနေနေကြည့်လို့ပေါ့နော်။အခုကတော့ခွေရိုတိမ်ပင်တွေရောက်ရှိနေပါပြီ။တိမ်ကတော့နည်းနည်းပဲရှိရယ်ပေါ့နော်။အခုနေတောင်မထွက်သေးပါဘူး။နေထွက်တာတော့ကြီးတိမ်ပင်တွေမှာဆိုလို့ရှိရင်ပေးနေရပဲတပ်ပုံရိုက်ရိုက်ပတ်စံပေးရပါတယ်။ခွေရိုအခုရိုက်နေတဲ့ဟာတော့ဘတ်နဲ့ဆယ်ပေးရရယ်ဆိုလို့ခွေရိုလည်းမရိုက်ဘဲနဲ့ပြန်ထွက်ခဲ့ပါတယ်။ ဒီမှာတန်းနေရာစားငှားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုတန်းနဲ့ကိုလာမယ်ဆိုလို့ရှိရင်တော့ခွန်ကြီးပဲတောင်းမှန်းအဲ့တန်းစပါတယ်တန်းစပါမအေးဘူးလားအေးဘူးစတိုင်နော်ဆောင်းဘတ်အော်အေးရှင်းကုငါချစ်ရလို့ဒီအောင်ငါကမှငါအကောင်လုံးလဲ ဆန်ငါတကယ်ချစ်ရတယ်မူအာကိုကိုချစ်လိုက်ရောက်သွားနိုဝင်ဘာ30တနင်္ဂနွေနေ့ပေါ့နော်ဒီမှာတော့လူတွေကတော်တော်လေးစီကားနေပါတယ်ဒီမှာအထဲတန်းတမဝင်ရိုက်မယ်ဆိုလို့ရှိရင်လည်းပတ်စံပေးရရပေါ့နော်ပုံမှန်မိနစ်ကဆိုလို့ရှိရင်လည်းဒီဇင်ဘာလတော့မှလူကစီရဒါပေမဲ့အခုကတော့ဘိုးသွင်းလောက်တည်းကလူကစီနေပါပြီ ခုခွန်ရိုးဓာတ်ပုံကိုရိုက်ဖို့နေရာရှာနေရပါတော့အပေါ်ဘက်မှာတော့မရိုက်တော့ဘဲနဲ့ခွန်ရိုးအောက်ဘက်နေရာလေးတို့ပေါ်သွားနေရပဲဖြစ်ပါတယ်ခွန်ရိုးဓာတ်ပုံရိုက်မဲ့နေရာကလည်းဝင်ကြီးရှိပါရဲ့ဘတ်20ပါမြန်မာဝင်နဲ့ဆိုရင်တော့3000ဝင်ကျင်တော့ဆိုရှိရပါတော့ဒါပေမဲ့တိတ်ပေးတဲ့ဒီရောက်လာပြီးမှပဲဘတ်20အောင်မနှမျောဘဲနဲ့ခွန်ရိုးလည်းဓာတ်ပုံရိုက်ခဲ့ပါတယ်ဟာဘယ်နှထပ်တောင်လဲနှစ်ထပ် ။နိုင်ပေါ်မှာလည်းတိမ်နေထူနေပြီဆိုတော့ခွန်ယူတို့လည်းသွားတာပေါ့နော်။ဒါပေမဲ့နည်းနည်းလေးပဲတွေ့ခဲ့ပါရဲ့။ဘေးနေနေတိမ်များလဲလို့တော့ခွန်ယူလည်းမပြောတတ်တော့ပါဘူး။တချို့ကတော့တွက်ချက်ပြီးတော့သွားရဲပေါ့နော်။ဒါပေမဲ့ခွန်ယူတို့ကတော့ခွန်ယူတို့သွားတိုင်းကတိမ်ကနည်းနည်းလေးပဲမြင်ရပါရဲ့။တခါတလေ9နာရီ10နာရီနောက်ပိုင်းမှာတိမ်တက်လာရလည်းရှိရဲပေါ့နော်။တေချာအချိန်ပေးပြီးတော့သွားရဲလို့ရှိရင်တော့တိမ်တွေကတော့မြင်ရမှာပေါ့။ဒီမှာခွန်ယူတို့တန်သွားတာနေထွက်တာပါမြင်ခဲ့ရတာပေါ့နော်။ ပြီးတော့အရန်အေးနေတဲ့ချိန်သွားဆိုတော့လည်းနေမပူတော့နည်းနည်းလေးလူကတော့ချမ်းနေရပြောပါတယ်တုံတုံညာ Cause I'm falling slowly love with you Oh, you're doing a guitar Oh, no Nah, you're going to have a bass tight in it Ihi, you're letting out the game Let me do the design and I'll get it Name's not in, no? Name, hey ်ဟိုအောက်ထက်ကဂုံပေါ်လဲဆင်းလို့ရတယ်ဆင်းနေရတော့ဟိုအောက်ထက်ထိတော့မဆင်းခဲ့ပါဘူးဒါမဲ့ဒီနားလေးမှာလေနေရောင်လေးနဲ့တပုံရဲရအရန်လှပါရဲ့ခွေပန်းဒီဘက်တော့သွားပြီးမရိုက်ခဲ့ဘူးပေါ့နော်ဒီဘက်တောင်တန်းဒီဘက်ပဲခွေရိုက်ခဲ့တော်တော်လေးလှတယ်လည်းခံစားရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒါလေးအမှတ်တရကျွန်တော်မိဘခိုးလုံးနေလို့ပါတော့ဣဇန်ဟိုလည်းတော့ ไอ้นี่ตัวนู้นไปแล้วพี่รอโมซาบุนีอาชาไปโมซาบาเมว้าเต็มไปเลยว้าเทพ่ะเต็มเนี่ยเนี่ยเนี่ยที่ไป မရှိမရှိမဲ့တိမ်လေးကိုပဲရိုက်နေရတာပေါ့ခွာရီတို့သွားပြီးနောက်နေ့မှလည်းကြာတော့တိမ်ရထပ်ပြီးတော့ထူလာတော့ပဲခွာရီတို့တိမ်ပင်နဲ့အပေါ်ထပ်မှမစားဘဲနဲ့လေအလမ်းမှသူရဲ့ဆိုင်ကြီးပဲဝင်လိုက်တာသူကရေနွေးက free ပေးရဲဆိုတော့လေတကယ်အဆင်ပြေသွားပါတယ်ဒါပေမဲ့ဒီကကြက်ကင်လေးရတော့ခွာရီတို့ဝယ်စားဖြစ်ပါတယ် ်ခေါက်ဆွဲပြုတ်ကတော့ခွန်ယူကြိုက်တဲ့ခေါက်ဆွဲပြုတ်အရောင်တော့မဟုတ်ဘူးပေါ့နော်။စားရတယ်တော်တော်စားမကောင်းပါဘူး။ဘာချက်ချွေတာရဲ့အနေနဲ့ပဲခွန်ယူဝယ်သွားဆိုတော့လေ။နည်းဆုံးတော့ပိုက်လီတော့နည်းနည်းလေးဖြည့်သွားတာပေါ့နော်။စားနေရနေရတယ်နေတော်တော်ထိုးနေရပါဒါပေမဲ့နေထိုးပုံမဲ့သူက၈နာရီလောက်ဝင်းကျင်နေဆိုတော့တိတ်ပြီးတော့မပူဘောတော့ဝစ်ထိုင်းစတိုင်နဲ့မျက်မှန်နဲ့ဆိုတော့ပို့ပို့ကိုကျင်းပြီနဲ့သူကတော့ထပ်သားရပါတယ်အဲ့တော့နေထိုးနေရနေရကိုမျက်မှန်သက်ပြီးခေါက်ဆက်ပြစားပါတယ် ပြည်လဲပြောခိုင်းတော့တခြားနေရာစားပါတော့ပါလို့လည်းတော့ခိုင်းရဲအလားပြင်းမှုပစ္စည်းထုတ်ပါတယ်မနက်စော်ရီ၄နာရီလောက်ထားပြီးတော့လည်းခိုင်းလို့ကျင်လာသေးရေပေါ့နော်ဒါပေမဲ့၈နာရီလောက်လည်းကြာတိတ်ပြီးတော့မရှိတော့တော့ခိုင်းလို့လည်းဒီမှာနည်းနည်းလေးထပ်အောင်ပါတယ်ခွန်ရအများကြီးပြင်ရတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်အဲ့တော့ခိုင်းရနည်းနည်းလေးပဲပြင်ပါတယ်နည်းနည်းလေးဟိုမှာ natural ဘတ်လေးစားအောင်လို့ခိုင်းရပြင်ပါတယ်တခြားပြည်နေရာတွေဝင်မလဲလို့စဉ်းစားလိုက်တဲ့အချိန်မှာခွဲတော့ရေတခုံဘတ်သွားဖို့စီစဉ်ထားပါတယ် ဒီမှာဒီနှစ်ယောက်ဆိုလဲတိမ်ပင်တယ်ဟုတ်လားပြီးတော့ make up လောက်လာရေးလို့ရပါတယ်ပြီးတော့ခွိုင်းတို့တခြားနေရာကိုခီးစောင်းလို့ပြီး ေတခုပတ်ချန်လေးနဲ့ခီးဆက်ခဲ့သေးရမို့လို့နောက်ဘလော့အိမ်မှာခွင့်လို့ပြန်ဆောင်ကြမယ်နော်ဒီနေ့ဘလော့ကဒီလောက်ပါပဲရှင်စွန်တီချီဗီဒီယိုကျေးဇူးတင်ပါတယ်